အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှလည်းဆီယမစပယ်ဖြူနုရေးသားထားသောမြောက်ပြကအလွမ်းရာသည်ဝိတုရှိကိုအပိုင်း၁၆အနေဖြင့်ဆက်လက်ပြီးတော့မျှဝေဖျက်ပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင် ညပြကအလွန်ရသည်အပိုင်း16ပြီးခဲ့သောညကအိမ်မများဝေးလေနေသည်မှာတရေနိုးပြန်တော့ဒီအိမ်မကြောင့်ပင်အိမ်မရပြန်ပြီနနဲ့လင်းလူမှာပင်အိမ်ပြောသည်တင်ဤကျမအိယာကနိုးတော့နေကြည်ပင်ခြံဝင်းနေသို့ပွပွင့်လင်းလင်းပြားကြနေပြီမိဖို့ကန်တိုင်းချက်ပြုတ်တန်များနဲ့အသက်ဝင်ရရှိပြီးအာနော်သည်မိဖို့ကန်နှင့်အိမ်တို့အကြကအမြင်ပြင်ကျဲတွင်ဆော့ကစားလျက် အိမ်နောက်ဘက်ကရေချိုးကန်တွင်မျက်နှာသည့်ကိုလဲတန်းစင်တော့နေကြီးတောင်ပွင့်သည်ရာသီကအေးများစေခြံနောက်ဘက်စီကိုအကျော်တွင်တော့အဝေး၌နှင်းမြူများဆိုင်ဆဲဖြစ်နေသည်ကိုမြင်ရ၏တိမ်တိုင်းဖြူဖြူတို့သည် တောင်စင်တန်း၏အလဲမှတရွရွဖြက်လျက်ကြံကင်းစိမ်းများတို့ကတော့စောင်းလီတုတ်တီနှင့်ရင်ကာနေကြပြန်သည် ရေစံတို့ကမျက်နှာပေါ်ရင်ကန်နေသည်မို့လမ်းအရှောင်း၌လေတိုးလျင်အေးများများအိမ်သေးတို့အမြန်ဝင်ရ၏အခန်းထဲ၌အတွဲကညာဝင်အဝတ်စားများကိုလဲလဲလျင်ကျမကိုမြင်သည်နှင့်သူမျက်နှာတစ်ချက်လှပသည်အတော်ပဲအခုပဲဖုံးလာသွားတယ်ကိုလင်းထင်ရင်ဟုတ်တော့ကျမသည်လမ်းလဲစားခြေလမ်းများကိုပင်ရမ်းမိတော့မလို့ဖြစ်ရသည် ်ဘက်နဲ့စောစောစီစီ GSM ဖုန်းတုံးမရသေးကပဲကန်ကောင်းတရုတ်ဖုန်းကန်ဝဲမီဝဲမီနဲ့မဝဲမီသေးသေးကပဲကန်ကောင်းရေဆက်လက်နေပင်သူမျက်နှာပူချင်းမီအတွင်းကတော့ပြုံစားစားအမကိုလက်ဖက်ရည်တောက်ရအောင်လို့တဲ့အခုပဲလာခေါ်မလို့တဲ့မတော်ချင်ပါဘူးဟဲ့အိမ်မှာပဲမနေ့စာစားနေကြပဲဟာကျမတော့လမ်းတောင်ညွန်လိုက်ပြီကျမကိုပါလိုက်ခဲ့ဖို့တဲ့မအားဘူးလို့ပြောလိုက်ရတယ်အတွင်းမမပါပဲ ပြီးတော့ဟိုတနီကမှ တွေ့ထားသေးတဲ့အဥ္စာရေတုပ်ပြီးတော့မျက်နှာပေါ်နှွေပပောင်ပုတ်လိုက်ရင် ကျမဆိုမိသည် အတွေ့ကအဝတ်စားပင်လဲပြီးပြီးမနှက်စားစားပြီးလင်ယုံစောစောသွားရင်ဟိုဆိုလေသည် သွားပါအမရဲ့ကျမတကယ်မအားလို့ပါနော်ပြီးတော့တခြားသူလည်းမဟုတ်ကိုလင်းတင်မဲနော်ကျမစိတ်ချပါတယ်သူ့ဘာသာတဟိဟိရဲနေသည် ကျမမာတော့ဘယ်လိုလုပ်ရပါဟိုစိတ်ထူပူလာပြန်သည် မအားဘူးလို့လဲဘာကိုအကြောင်းပြရမှာပါလဲအလုတ်လည်းရှိသူမဟုတ်နောက်စကန်တခုမသွားရမချင်းအာလန်နေသူအတွင်တို့ကမူခုတလုံးမျိုးပေါ်ကဘောရာဆောင်များစီရောက်ဖြစ်နေကြပြန်သည်မို့စကန်တခုခုသွားရင်အကြောင်းကတော့နှစ်ရက်သုံးရက်လောက်နေမှသိရပေမည်ဒီကြတဲ့ရန်ပန်ရန်ကာပူပန်စိတ်နဲ့ရောင်ရက်ခံတွေကဒီလိုကင်မရသူတယောက်ရှိနေတာကပဲစိတ်ပေါ့ပါစရာများဖြစ်လိမ့်မလားကရင်မွန်တွေ့တွေ့ဝေဝင်းထိုင်လိုက်တော့ အဝင်လဲပေါက်အတွေကတိုက်တွန်းသည်ဒါနေမီမတက်သားတော့ပဲအဝင်လဲရသည်ပခုံးကြော်ယုံစံတွေများကိုဘီနစ်နှစ်ချက်သုံးချက်တက်ရသည် မျက်နှာကိုပေါင်ထပ်ပါပါတူရသည်နှုတ်ခမ်းကိုအစီနေနေတင်သည်အင်းကြီးလက်တို့နေတော့မဖြစ်သည်အေးလာသည်လေဆွေတာတထည်ထဲဝေးရသည်ဂျင်းပေါင်းမီဝေးရသည်နေရံပေါ်ကနာကြီးလက်တန်သည်ခုနှစ်နာရီခွဲသို့ညွန်ပြလျက်ဒီဇင်မာပင်အင်းရှိတွင်ရက်လိုက်သောဆိုင်ကဲတဲ့ နန်တွဲကြတော့အိမ်လာဟုမေးမြန်းတန်းအတွေကဟောလာပြီးဟုရေရွကအိမ်ခန်းထဲကလွင်ကနေထွက်သွားသည်ကျမသူ့နောက်ကလိုက်လာရပါသည်လင်းထင်သည့်ချန်ပီယံတွင်ရန်နေ၏ဆွေတာအင်ဂျီအညိုမိုင်းမိုင်းလေးရှင်နေမို့လူကြီးတယောက်အသွင်သူ့အပြုံကတော့နနေခင်နေအောင်အောက်တွင်ထင်းလျေနှွေးကိုလဖိတ်ဆိုင်ပို့ခြင်းလို့လေနန်တွဲကနှွေးမရောက်ဖြစ်သေးဘူးဆိုတာနဲ့သွားအောင်မှာပဲလို့အဲ့ဒီလဖိတ်ဆိုင်ကတဆိုင်နေရှိတယ်ဆိုလားလဖိတ်ကလည်းအရသာကောင်းတယ်ဗျ လက်ဖက်ရည်ကြိုက်တတ်တဲ့သူဆိုရင်အလွမ်းပြေတာပေါ့နေပေါင်းကျမကဒီကိုအရင်ရောက်တာလားရှင်အားရင်ရောက်တာလားမြန်လာတော့စိတ်ကတစ်ချက်လို့ဒီရန်စွာတော့စကားဒီရင်းနှီးပုံကိုဆောင်းသွားလိမ့်မလားသူကမူပြုံမြဲပြုံနေထားပါတော့ဗျာဆိုလာအတွဲကိုနှုတ်ဆက်လေးရဲ့ချန်ရှိကထွေရပါသည်ကျမသည်လင်းတင်မောင်းနေသောဆိုင်ကင်နောက်ကညင်ရွေးလိုက်လာမိသည် ဆန်ရဲတို့ကလီတို့၍တလွင်တွင်စောင်းလီကအေးအေးမြမြအင်ဂျင်လက်ရှိဝတ်ထားလျင်းနေပင်အေးလာသလိုလိုဆိုင်ကယ်သည်လီကို ခွင်းရဲရှေ့သို့တရိပ်ရိပ်တိုးနေသည်လမ်းတွင်လီမသည်လမ်းမပေါ်သို့တက်လိုက်သည် မိုင်းချရန်အုပ်ချုပ်ရေးရုံမိုင်းချရန်ဟိုတယ်စီယုံတို့ကိုတရေရေဖြတ်ခဲ့သည်ဘေးဘီဝေယာတွင် တိုက်တဲများဆိုင်ကံများဈေးသောသူအမျိုးသမီးများဈေးကပြန်လာသူများကိုတွေ့နေရသည ဒီလန်းသည်မိုင်ချယ်ရန်ဤအဓိကလမ်းမကြီးဟုပင် ဆိုနိုင်မည်တင်ဤလမ်းသွေတို့ကဒီလမ်းမမှာပင် ခွဲဖြားကြသည်ခေါဆွဲဆိုင်တို့တွင်နက်စာစားသုံးသူတို့နှင့်ပြည်လျက်လမ်းတလျှောက်တူညီဝတ်စုံနှင့်ဝန်ထမ်းအမျိုးသားအမျိုးသမီးငယ်များအုပ်စုလိုက်ရှောင်းနေကြသည်ကိုလည်းမြင်ရပြန်သည်ဝစ်ကုတ်အနီးအပြားလန်လေးကွာဆုံးရောက်တော့တစ်ဖက်တွင်လောင်ကစားယုံတယုံကိုလန်တွေ့ရသည်ညာဘက်၌အပြင်မရောက်ဖူးသေးသူမို့ညာဘက်မြင်ကွင်းကိုတော့မသိတော်တော်များစီလီမလား အဝိုင်းကိုကြော်တော့လမ်းမအတိုင်းဆက်သွားသည်လင်းထင်ကလည်းစကားမစိုးကျမကလည်းကိုအတွင်းနင်းကိုမိုဘိုင်းဖုန်းဆိုင်လူသုံးကုန်ပစ္စည်းဆိုင်အဝတ်အထည်ဆိုင်သတိဆိုင်စပင်းညက်ဆိုင်တို့သည်လမ်းပေဝေယာ၌ရှိနေကြ၏ကချင်စာတရုတ်စာတွင်လည်းရေးထားသောစိုင်နာမည်များလမ်းဆောင်တုံးကဆိုင်ကယ်ကယ်ရီများကိုတွေ့လာရသေးသည်တရုတ်လူမျိုးများဂျန်ဖုန်း ဂျန်ဖုန်းဟုခင်ဤတဲ့ခေါ်ဒီကိုပင် ကြားလိုက်ရပါသေးသည်။ကျမကတော့မြကြီးနာလန်းကိုတုံးခဲ့သူမို့တရုတ်ပြည်ဘက်ကပတ်လာရသောလန်းကိုမသိပါ။မူဆေကတဆင့်တရုတ်ပြည်ကျေကောင်ကို ဝင်ကကျေကောင်မရွှေလီ ရွှေလီဂျန်ဖုန်းလန်းဖြင့်မိုင်ကြရန်တို့ လာရသည် ဆိုပါလား။လင်းတင်ကလည်းမြကြီးနာကတဆင့်လာခဲ့သူသူအလုလုရာ INGO ကဒီဒေတာမာလာပြီးကုညရန်အတွက်ဆွေးနွေးသည့်ခရီးလေးလာသည့်ခရီးဆိုပါသည်သူနည်းတူပါလာသည်မှာအဖွဲကနှစ်ယောက်ရှိသေးသည်ဟုမနေကဆိုသည်မိုင်ချန်ရန်ဟိုတယ်မှာတည်နေကြပေသည်ဆိုင်ကေကတရင်ရိပ်ပင်ခရီးဆက်လာသည်နောက်ထပ်လန်လီကအစုံလိုက်ညာဘက်သို့ချိုးကွေးလိုက်သည်ရှေ့တွင်ဈေးရှိသည်မို့ကျမသည် လန်ကိုကောင်းကောင်းသိပါသည်ဈေးထိတ်တွင်ရှိသောလက်ဖက်ဆိုင်ကိုပင်အလင်းထင်ညွှန်းနေတာဖြစ်လေသည်ဆိုင်သည်နည်းနည်းဈေးသွားအပြန်နည်းနည်းစာဝင်စားသူများနှင့်စီလျက် ်ဆိုင်းဆိုင်မော်ဤတေးတီတန်ကစိုင်းတဲ့ပြန်လွင်လွမ်းကြုံလေးစိုင်းတောင်းကဝိုင်းလွတ်တွင် ကျမတို့နေရာယူမိကြပါသည်လင်းတင်ကလက်ဖက်ရည်ကြားစိမ်မာသည်ကျမကကော်ဖီခါခါမာသည် မုံကတော့ပလာတာပေါမုံကျဲဥကျော်များရနိုင်သည်တဲ့ဒါနေပင် ကျဲဥပလာတာနှစ်ပွဲမာရသည် အချိုလားအစိမ်လားဆိုတော့နားရှုပ်စဲလင်းတင်ကအစိမ်ဟုဆိုလေသည်အချိုဆိုရင်နှုတ်ဆန်းပေးလိုက်မှာဆိုပဲ ဒီအနီတဝိုက်ကဆိုင်များတွင်ဗမာစကားပြော၍ဇီဝဲရတာအခက်ခဲရှိတတ်တော့လေအခုလက်ဖေးဆိုင်မှာတော့ဗမာစကားတွင်တွင် သုံးနိုင်တာရှာရှာပါပါပင်ကော်ဖီရောက်လာတော့လေအရာသာကအဆင်ပြေနေပြန်ပါသည်နန်တွဲတို့နောက်ထပ်စကန်တခုကိုတွားရင်ຫນွေလိုက်တွားရမှာပေါ့လိုက်ရမှာပေါ့ဘယ်တော့လဲတော့မသိသေးဘူးလीမကြတော့ဘူးတော့ထင်တာပဲအာမြအာရင်ຫນွေကို အပေါ်လိုက်ပေးချင်ပါတယ်မလိုပါဘူးလင်းထင်ရဲ့ အတွဲရှိသားပဲဟာလင်းတင်ကဘာကြောင့်မှမသိပြုံးများနေပါသည်လက်ဖက်ရည်ကိုအရာသာခံနေပြန်သည်လက်ဖက်ရည်ကြောင်စိန်ကိုလည်းကျမချိုက်သားပင်ကော်ဖီတောက်ပြီးလက်ဖက်ရည်ထန်တောက်လို့လည်းတောင်းနိုင်သူသို့တော့အခုတော့မမာတော့ပြီသူကနည်းနည်းစာကြွေးမိဆိုခဲ့သည်ကို ရွှေစင်ကပြောတော့နှွေအခုအလုတ်ကနားလာခဲ့တာဆိုဟုတ်တယ်လီပြန်မပဲအလုတ်ပြန်ဝင်ရမယ်ခွင်တလာပေးလိုက်တာအဲ့ဒီတင်တဲ့အကြောင်းမှလည်းလှုပ်လာတာကြပြီဆိုတော့မိသားစုလိုလည်းဖြစ်နေတာပေါ်လင်းတင်ရဲ့ မထွက်စာတင်တော့လက်မခံဘူးခွင့်မဲရလာတာကော်ဖီပူပူကအချမ်းပြေစီသည်နနေ၈နာရီနေပါပေမဲ့အဲအေးပိုစဲဒီအချိန်ရန်ကုန်မှာတော့ရာသီဥတုအပူကိုနည်းနည်းပဲဖြစ်ဖြစ်ခံစားနေရပြီပေါ့ရန်ကုန်ဟုစဉ်းစားလိုက်ရင်ကျမစိတ်ပြက်လာသည်မှာကကြက်ကြက်တိုးစီရခြင်းနဲ့ရင်ကြောပိတ်လွန်၍ကိုနောက်ပိုင်းအချိန်ပိုကြခြင်းများပင်ကျမတို့၏အသက်တွေသည်ကာပေါ်မှာပင်ကြီးရင်ကြရသလိုဒီလိုနေရာကြပြန်တော့လဲ နေနေကြမဟုတ်၍တဟစာတမဖြစ်ခြင်းသာရှိရမည်။ရာသီဥတုကတင့်တင့်ပြီးလူလဲမရှုပ်ထွေးကားများကိုရံဖန်ရံကားမသာတွေ့ရတတ်သည်။ဆိုင်ကယ်ပင် ရှုပ်ရှုပ်ထွေးထွေးမရှိ။နှွေးကြီးမလေးနဲ့နှွေးအဆက်သွယ်ပြတ်နေတာဘလောက်ကြာပြီလဲ။အတွင်းနေငင်းနေရကကျမလင်းထင်ကိုငဲကြည့်လိုက်ပါသည်။အရင်ကသာဆို ဒီလိုမေကိုမျိုးမေးရင်ကျမတော်သားထွက်လိမ့်မည်ညီမလေးဟုပင်နန်စာအတုံးမခံအခုတော့စိတ်ပြောင်းခဲ့ပြီလေစိတ်ပြောင်းခဲ့ပြီဆိုသည့်ထက်အပေါ်ရန်အလွန်တစ်ခုကြွားကြလျက်အတွင်းကဘေကရီစိတ်နှလုံးပေါ်ထွက်လာခြင်းလင်းထီကျမအိမ်အကြောင်းဘလောက်သိလို့လဲမေကိုမေးသူကိုအမေတက်ဆင်ခြင်းပင်လင်းထီကအစိတ်ရှည်သူပဲလားအပြုံးမင်းမဖြစ်ရွှေစင်ပြောပြတဲ့လောက်ပါပဲနှွဲမမီတွေးရှိတယ်ညီမလေးရှိတယ် အခုရှာတဲ့ညီမလေးကမီရီကမွေးတာဆိုတာပါ ပေါ့ပြီးတော့အဲစိတ်တော့မစိုးနဲ့နော်အိမ်နဲ့တိတ်ဆက်သွယ်မရှိဘူးအိမ်နဲ့အဆင်မပြေဘူးဆိုတာတော့နောက်ဆုံးနှစ်မှာတော့ကကြော်စားစီကကြားဖို့ပါတယ်ကြားဖို့လေဆိုတာထက်ကျွန်တော်မေးကြည့်တယ်ဆိုရင်ပုံမှန်ပါတယ်ကျမနဲ့ရဲကြော်ရွာကြော်များဖြစ်ရတယ်လို့မေးကြည့်တယ်ဆိုသောစကားကိုစိတ်မဆိုးပြီဒီတနေ့တော့မြန်လာသောစိတ်ကတမျိုးနူးညံ့နေပြန်ပြီကျမကိုယ်တိုင်ကဆက်ရှိလက်ရှိရှင်းပြလိုပြန်သည် ကျမကြောင်ပြီးကလေးကရွာမပြန်ဖြစ်တော့ဖြစ်သွားတာပဲပွဲယူပြီးစားကကျမအရင်လေးဆုံးတော့တစ်ခါပြန်ဖြစ်တယ်အလောင်းမြေကြတာနဲ့ပြန်လာတာပဲအဖေကတော့အဲ့ဒီတုန်းကစကားဆပြောတာပေါ့ဒါပေမဲ့တခြားသူတွေကတော့မပြောဖြစ်ဘူးမိတွေးကိုရောညီမကိုရောဘာမှစကားမဆက်ဘူးသူတို့လာပြောတော့လဲမိတခွန်ပြောတခွန်မင်းမလေးအဲ့ဒါသူတို့နဲ့တွေ့တာနောက်ဆုံးပဲဆိုပါတော့နွဲ့ဖေနဲ့ကောအဖေနဲ့တော့ရန်ကုန်ရောက်ပြီးရောက်ပိုင်း အဆက်အသွယ်မပြတ်ပါဘူး။တလားတစ်ချိန်လောက်တော့ဖုံးဆက်ပါတယ်။အသက်လည်းရလာပြီးအလုပ်သိမ့်မလုပ်နိုင်တော့ဘူးဆိုတော့တခါတလားတခါကျမငွေပို့ပေးတယ်။အဖေကိုတက်နိုင်ဆုံးတော့စိတ်ချမ်းသာစေချင်တာပဲလင်းထင်ရဲ့။ဒါပေမဲ့ကျမသူတို့ကို မြင်လိုက်ရင်ဒေါသထွက်ရင်အဲ့ဒီအတွေ့တွေပျောက်ရောပဲ။ လင်းထင်ကကျမကိုငင်းနေပါသည်ကျမ၏အတွင်စိတ်ကိုလမ်းမြင်လေသလားငယ်နှုစဉ်ကအနာတရားစိတ်ကိုမြင်နိုင်သလားကြီးပြင်းရှင်းတန်ခဲ့သည့်ဘဝတစ်လျှောက်ကလေးဘဝဖြစ်စဉ်တို့ကအရေးလိုမိုးတက်သည်ကိုနားလည်ပါရဲ့လားညီမကလည်းခုနောက်ပိုင်းအဖေတို့နဲ့ဆက်သွယ်ပြတ်နေတာပဲပေါ့လေဆယ်တန်းမအောင်မဲယောက်ျားနောက်လိုက်တော့အဖေဟာစိတ်ဆိုးတာတော်တော်နဲ့စကားမပြောဘူးကိုအဖေကစိတ်မက်ကြီးတယ်ကျမလိုပဲ။ ီဒီချိန်မှာတော့ရဲစရာမဟုတ်ဒီကိုကျမရဲမောမိပါသည်လင်းထင်ကောင်းမှုပြုံးလျက်ကျမစကားပြောဒီကို ဖြတ်၍မမေမပြောငေးမြေငေးလျက်မျိုးလုံးကြည့်ခြင်းဖြက်ကနေဆုံးသည်ကျမအလင်းအမြန်အကြည့်လွှဲလိုက်ရပါသည်အိမ်ဝင်ကလေးငယ်ငယ်လေးနဲ့နောက်ဆုံးတစ်ခေါက်လာသွားသေးတယ်တဲ့ကလေးကိုလည်းမချီညီမကိုလည်းမိတခွန်ပြောတခွန်နဲ့ညီမလည်းနောက်တော့စိတ်မကောင်းဘူးလားမသိရောက်မလာတော့ဘူးပေါ့လေ စစ်ဆလာတော့အဖေတို့ကစိတ်မပူသေးဘူး။ဘာလို့ဆိုတခုခုဆိုညီမကဆက်သွယ်မှာပဲထင်နေတာ။နောက်ဆုံးတော့အဲ့ဒီတဝိုက်ကရွာရီအကုန်ပြည့်ရတဲ့တရင်ကြတော့မှအဖေကစိတ်ပူတော့တာပဲ။အခုတော့ကျမဒီတီလိုက်လာရရောဆိုပါတော့။လင်းထီကပင်သက်ကို ရှိုင်းလိုက်ပါသည်။နှွေးညီမကိုနှွေးချစ်တာပဲ။ ကျမတို့ကိုဖြတ်ခနဲ့ကြည့်မိပြန်သည် သူမြက်ဝင်အကြီးကဈေးထဲဝင်လိုက်ထွက်လိုက်လှုပ်ရှားနေကြသူများထံရောက်လျက်သူပါကြောင့်များသည်တို့ပြောပါလိမ့်ကျမဖွင့်ဟဝင်မခံခဲ့သောစကားများပင်ဘလို့လို့ပြောနိုင်တယ်မချစ်ရင်ဒီနေရာကိုနှွေပေးလာမလဲအချိန်မရွေးတခုခုဖြစ်လာနိုင်တဲ့နေရာကိုနှွေစွန့်ပြီးပေးလာမလဲအဖေကလာခိုင်းတာကိုလင်တင်ရဲ့ ကျော်ယုံနှင့်အရှုံးမပင်လို့သောဗီဇာက ပေါ်လာပြန်သည်သည်လင်းထင်ကကျမကိုမျက်နှာချင်းဆိုင်လိုက်သည်သူမြတ်ဝန်များ၌ကိုစကားကိုတီးချပိုင်နိုင်သောအရေးများတစ်ဖြက်ဖြက်လှုပ်ရှားလျက်အဖေအားခိုင်းနာကိုနွယ်လူလူချင်းချင်းမရှိရင်လှုပ်ပါမလားနွယ်ဖေအားနွယ်ဒီညီမလေးကို စိတ်ထဲကချစ်တယ်ဆိုတာမသိရင်ခိုင်းပါမလားစဉ်းစားကြည့်ပါဦးနွယ်ဒီကြီးကိုလာတယ်ဆိုတာနွယ်အဖေကိုလည်းချစ်လို့နွယ်ညီမလေးကိုလည်းချစ်လို့ပဲကျွန်တော်ကတော့ဒီလိုပဲမြင်ပါတယ် ဘီလူမြအကေခဲရခက်သည်ဟုကိုပါသာတီချခဲ့သောကျမစိတ်နှလုံးကို လင်းထင်ကဒီလိုမြင်သလားမြင်နိုင်ခဲ့သလားထိုကနာကျမပြောမိသည်ဟန်မလို့သောအပြုံအပေါ်ရန်အလွာတကူကိုခွာချလိုက်သောအပြုံသူ့စကားကိုညင်လည်းမညင်ထောက်ခံ၍လည်းမဆိုနှုတ်စိတ်ညင်တက်လျေအကြီးကိုယ်တော်ဆိုင်ရှိလမ်းပေါ်ကမြင်ကွင်းစီပို့ထားမိသည် ဖြတ်သွားဖြတ်လာသူတို့ကိုငေးသည်ဆိုင်းဆိုင်မော်တခြင်းတန်ကိုနာဆွင်သည် အချိန်တွင်ကြာလာတော့အကြည့်ချင်းဆုံးမျက်လုံးချင်းစကားပြောတတ်လာတယ်။လင်းထင်ကျမအောင်ငင်းနေသည်ကိုမျက်ဝန်းတောင်း၌မြင်နေရပါသည်။နေလေခင်တရေတမောအိစဉ်ခြောက်ခြားအိမ်မက်ကတကြောပြန်လှုပ်ခတ်လာသည်။ကျမသည်တော်ချင်းမြိုင်းချင်းနဲ့ရောက်နေပြန်သည်။တော်လန်လေးပေါ်မှာခြုံနယ်ပိတ်ပေါင်းတို့ရန်ထားသည့်တော်လန်လေးပေါ်မှာ တောကိုအထက်ထက်တူတော့မြက်ခင်းပြင်ကျစီရောက်သည်လဲပြုတ်ခွေကောင်းနေသောမိန်းကလေးသွေးတန်တရရဲ့မြက်ခင်းစိမ့်ဤအစိမ့်နှင့်အနီတို့ရောသောအကြည့်တန်အလမမလိုင်လာမှာအဆိုင်တီတာပဲသူမြက်ဝင်လေးစေပိတော့ရင်ကပြုံးကနေဟာသွားပြန်သည်အော်တန်ကနှလုံးအိမ်ထဲကယုံထားလာသည်အဆိုင်ရေဒီမှာဝင်အိမ်မက်ကနိုးသည်ဆောင်းနှင်းအိမ်မက်တို့က ဒီနေပင်ဝိုးတော်နိုင်နေသလားရောင်းမိရောက်ရမက်တက်ပြန်သည်လားအိယဘောကငောက်ကနေထားတိုင်းတော့နာဟီထံအကြည့်ရောက်သည်ညနေလေးနာဤအိမ်ဒီတိတ်ဆိတ်နေဤမလူနံကကလေးသွာကြုံုံဖြစ်မိနာဟီတန်တစ်ချက်ချက်သာမင်းမှုနေတော့သလိုပြတင်းနေအခန်းတကားတို့၌တက်ဆင်အပ်သောအခန်းကြီးစားအပြာနုနုတွေကတော့လေယူရာတင်ရင်နေ လှုပ်လှုပ်ခက်ခက်အိမ်အပြင်ဘက်မှအတန်းဆို၍ကျတူဤတစားစားပြူသောအတန်းမြတ်တို့မိတန်ကိုသာကြားနေရသည်ဒီလိုတိတ်ဆိတ်နှုံပြန်တော့လဲစိတ်ကတမျိုးတမျိုးခြောက်ခြားလာသလိုအင်းလေအိမ်မက်ကြောင့်ဖြစ်မှာပါဂရင်ဘော်ကခြေချသည်မျက်နှာချင်းဆိုင်မြင်နေရသောကြည်မှန်တဲ့အခြေရောက်သည်အသက်30ကျော်အရွယ်မိန်းမတယောက်ဤစိတ်ပင်ပန်းခြင်းတဝဲဘဝရည်နေပြောခြင်းတဝဲအရေးထင်နေသည်မျက်နှာ အားကိုးရဘသူမှမရှိဘူးဆို၍ဘဝကိုအဆန်ကုခတ်ခဲ့သောတစုထိုဆန်ဆန်သမီးတယောက်၏မျက်နှာဆန်တွင်ပြုံးနှွဲ့များသောအနာသက်မထားလင်မျိုးလုံးမြဖန်သောကြီးကြီးလင်းလင်းရှိမနေဘူးဆိုရင်ဒီတက်များရင်ရောနေမလားတော်ကားကြောင့်လီလင်းတင်တဲ့အသက်30ကျော်ပါပဲသို့တော်သူကတော့ယောက်ျားသားမို့ပို၍ အရွယ်တင်မှုပြိုလေသလားအတူရှင်ကြည့်ရင်တော့မိမသားကအဝိတ္တစာအခြေသားတို့ကြောင့်မသိတာရုပ်ရည်အသားရည်ချင်းရှင်ကြည့်ရင်တော့သူကပို၍နှူးပြိုသလို။အိုးဘယ်နဲ့တွင်တွင်လင်းတင်ကဘေကပါစီက ရောက်လာပါသနည်းကိုဘသာလေးကနေပြုံးရင်အခန်းထဲကထွက်လာ၏မလူနန်တော့မရောက်တော့သည်ကော်ဖီတစ်ခွက်လောက်ဖြောတောင်းလိုက်ခြင်းသည်မိဖို့ကံပဲကိုရန်အိမ်ထဲကထွက်လိုက်ပါသည် ်တရခိုင်ဆိုင်ကေတန်ကအေးရီတွင်ရက်သွားသည်ကျမလမ်းဘက်သို့လှည့်ကြည့်လိုက်ပါသည်ဖယားဖယားစစ်သားတယောက်ပါလားသူဒီဆိုင်ကေဘောကဆင်းနေသည်စိမ့်မြသောဇွေဆုံနှင့်ကချင်လူရွယ်တူတနက်ကိုပကုံးတဲ့ချိန်လျက် အိမ်ဝိုင်းထဲသို့လမ်းဝင်လာပြီးကျမသည်ရန်နေရာမှာပင်မြဲလျက်ခြေကိုတလက်မပင်မရွေမီနယံကိုကြောကက်မိတာဤကျမမျက်ဝင်းများကဝင်လာသူကိုစူးစူးဆိုက်ဆိုက်ကြည့်နေမိစေ KIA စစ်သားကိုဘဝတွင်ပြင်ပ၌တကြိမ်မျှမမြင်စဘူးတနက်ကိုမမြင်ဘူးဘူးလည်းမဟုတ်ရန်ကုန်မှလည်းရန်ပန်းရန်ကကားနှင့်လည်းပဲကြာသူတို့ထံမြင်ရတတ်သားပင်သူတို့တနက်လွယ်လေးရှောက်လာသူတို့အူကိုမြင်ရသည်နှင့်ပင်နှလုံးသွေးများရက်တော့မလို့တဒိတ်ဒိတ်ဖြစ်လာရပါသည် သူကခြံဝိုင်းနဲ့ခြေလန်းသုံးလေးလမ်းမြောက်ဝင်ပြီးတော့မှကျွန်မကိုမြင်သည်တစိမ်မိုးလေးလားသူလဲခြေလန်းများတုံရက်သွားသည်တက္ကနာများအစင်းစားဟန်ပြူပြီးမှဆက်ရှောင်းလာပါသည်မလူနန်တို့ဘယ်သွားကြလဲမသိဘူးနော်ကျွန်မကိုကချင်တိုင်းရင်သူမဟုတ်မှန်းတော့လွယ်လွယ်အကဲဖန်နိုင်ပြီခလေးချောင်းသွားကြိုရဲရှင်။ဘာဘာကိစ္စရှိလို့လဲမသိဘူး။ကျမတမ်းမစိတ်လှုပ်ရှားလုံးဟန်များရောဆွဲနေမလား။မတန်နိုင် ကျောင်းစိတ်ဝင်လာသည်ကိုတော့မထိန်နိုင်ပါဘူး။ဒီနေမြေကိုလိုက်လာရစဉ်မွေးရတော်တတိများကလည်းဘဲချောင်တို့ကန်နေပြီလေ။သူကလှမ်းလက်ဆခြေလက်များကိုရန်ရွေသာတော်ပါသည်သည်။ခဏဆောင်းလို့ရမလား။အေးရပါတယ်ရှင့်။ဖေဟာဖေဟာခဏတောင်စောင့်အောင်မလို့တဲ့။ဘဲမာနေရပေးရပါ။မိဖို့ကန်နေ၌ထိုင်ခိုင်းရမလား။ဒီမြေပြင်ကျမှာပဲခုံယူချပေးလိုက်ရတော့မလား။ တွေ့ဝီစဲမှာပင်လမ်းသွဲပက်စီကအားတော်ကြီးရေတန်လေးကြားရသည် ကျမသည်ကေတင်ရှင်တွေ့လိုက်သလိုပင်လိုက်ခနေဝန်သာသွားသည်မလူနယ်တို့ပြန်လာကြပြီအတန်ထွေရပင်ရေရွမိပါသည် ချံဝ၌တားမိပေါ်လာသည်ကို မြင်ရသည်သူတို့လည်းအဲ့တဲ့ကိုမြင်တော့အံ့ဩဟန်နောက်တော့ပြုံကြသည်အာနော်ကတော့ပြေလာကအဲ့တဲ့ရင်ခွင်ထဲသို့တိုးဝင်လိုက်ပါသည် အခုတော့လဲစိတ်ဝိဆုံးတနတ်တို့နဲ့မလိုက်ဖက်အောင်သူမျက်နာကရွှင်ပြုံးက ခလေးကိုမြှူနေသည်ဒီလူနဲ့တနတ်ကိုလွတ်လွတ်ကင်းကင်းချထားလိုက်ရင်ပြီးတော့ကျမသည်မလူနန်နဲ့ဧည့်သည်စကားပြောနေပုံကိုတခဏအမေရော့ငေမောနေပြီးမှမိဖို့တဲ့တို့ဝင်လာခဲ့သည်ဘသူပါလဲဟုဆက်ဆူလိုစိတ်ကတော့မိမပီပီယုံကြွားလေအင်းလေး ငါနဲ့ဘာမှလည်းမဆိုင်ပါပဲ။ကောင်းတစ်ချက်ခါရန်ကအခုမှစိန်လို့ကိုလိုပြောမိသည်။ကော်ဖီတစ်ခွက်ဖြောသည်။အိမ်နောက်ဘက်သို့ထွက်လာခဲ့ပါသည်။အနောက်ဘက်မြင်ကွင်းကတော့နေဝင်ချင်းနဲ့မမီ။စောသည်တော့လဲဆောင်းရံနေမှု။နေအောင်ကတော့မိုင်းရင်နေပြီ။အယောင်အိုအိုနေကြီးကစိမ်းမြမြမြင်ကွင်းစိမ်းပြပြတောင်တန်းတို့ကိုလွှမ်းထားတော့လဲတမျိုးတစ်ပါးသာကြီးကောင်းပြန်သည်။ငေးမောစဲမှာပင် ဆိုင်ကယ်တန်းကြရသည်။ နှုတ်ဆက်တန်ရေတန်စကားတန်များဆိုင်ကေတန်တဖြည်းဖြည်းဝေးသွားသည်အခုမှပင်အသက်ဝဝရှူနိုင်သည်ဘာကြောင့်များကြောင်းမိပါလဲတနက်မြင်ရလို့များလားဒါမှမဟုတ်စစ်ကိုမတွေ့ဘူးရေများတက်တီသွေးနေလေရောသလားဒါနဲ့များဒီလိုနေရာကိုလာရသည်တည်းအခုတီတဝိုင်းတိုက်ပွဲဖြစ်ရင်ဘလို့လို့ပါမင်းနီနှစ်ဦးပိုင်းတုံးကတောင်လက်နေကြီးဖြစ်သေးဆိုလားကျမတယောက်တည်းမှမဟုတ်ဘဲသူတို့တွေနဲ့ရောပြေမှာပေါ့ ျမတို့သည်ငြိမ်းချမ်းရေးမယူခင်ကြီးပြင်းလာသော ခလေးများဖြစ်တော်လဲစစ်ပွဲနှင့်နီးဆက်ဆက်တီးခွင်ရသောအတွေ့အကြုံမရှိရှေ့တန်းပြန်သွားကြသည်ဆိုသောမမတို့လို အတွေ့အကြုံလည်းမရှိ ပေါ်တာအလဲကြလိုက်ရသည်ဆိုသောဦးလေးများ၏အတွေ့အကြုံကို ကြားဘူးနာဝရှိလိုက်သေးသည် ရှစ်လေးလုံးအရေတော်ပုံစသောနှစ်မှာတငယ်တန်းရောက်ရင်းကချင်ပြည်နယ်ငြိမ်းချမ်းရေးယူသောနှစ်မှာမှငါရန်ချောင်းသူ စစ်တိုက်တန်းဝင်ကစားဘူတုံးကတော့မကြောက်ပါပဲလားကစားလို့ကောင်းလိုက်သည်ဖြစ်ချင်းအခုတော့တတိကခက်ကြောင်ကြောင်ရောင်မိရောက်ရအတွေ့များပင်မို့တယောက်တည်းပြုံးမိတော့သည်ဒီအခိုင်နောက်နာစီနိုင်ခြေတန်းကြသည် အာနော်လားကျမဆက်ကနေလက်ကြည့်မိတော့မလူနန်သူ့လက်ထယ်ရင်းကချက်မောင်နဲ့ပဲသည်များခိုင်လေချန်နောက်ဖက်၌ဟင်းရွက်ကုလာပုံသူကကျမကိုငေးလျက်ခနာများသာမျက်လုံးစိုက်နေပြီးမှပြုံးပြပါသည် တောင်ရဟင်းချက်မလာမလို့နဲ့ကျမောင်ဟိမဲဆီယာမပဲဒီကကြော်မယ်မလန်မကန်ကလန်ကျန်လေးဒီမိဖို့ဘက်သို့ဦးတည်နေပါသည် သူကထိုလန်ကျန်လေးဘက်သို့မသွားသည် နေရာမရွေးရက်လေးတခုခုပြောမလို့ဟုထင်သည်တကယ်တမ်းသူတွင်ပြောစရာရှိနေပေသည်ခုနကငါအမျိုးသားရဲ့ညီနေဆီယာမကလေးကမုံဘိုးလာပေးတာငါတို့မရောက်ခင်တွေ့လိုက်ရတော့ဒစိမ့်ဝင်လာပြီးတင်နေမှာပဲပြောမထားမိဘူး အာနာရင်နော်ရပါတယ်လေဆရာမကြောက်သွားသေးလားမကြောက်ပါဘူးရပါတယ်မလူနန်ရဲ့အခုမှပင်မလူနန်ကစိတ်သက်သာရာရဟန်းစိုးစိုးကအိမ်နဲ့ရန်နိုင် ကတားစဉ်ကိုမျက်နှာကိုပြင်ပြရလင်းတော့ဘယ်သူရှိလိမ့်မည်မသိမကြောက်ကြောင်အာနာစိတ်နဲ့လိန်ညာမိသည်မြမလူနန်ဝေးဝေးရောက်မှသာ ကျမပြုံနိုင်မှာတော့သည်အမကြီးမွှေစင်စီကဖုံးလာတယ် ိမ်နောက်ဘက်တွင်ဘလောက်များအချိန်ကြာကြာငေးမောနေမိသည်မသိအတွဲပြန်ရောက်လာတန်ကိုပင်မကြောင်းဒီအနောက်ဘက်စီသို့လျှောက်လာ၍ခေါ်ရမတရားပါတော့သည်အတွဲသည်သူပုန်းလေးကိုကင်ကာဂျမရှိယာစီလျှောက်လာသည် ရွှေစင်ပါအရေးကိစ္စများပေါ်လာလေလေမြစ်ကြီးနာသည်လည်းတရုတ်ပုံးမှာတုံးသည်နေရာဆိုသည်ကိုဂျမမင်းနေခဲ့၏ ရွှေစင်တို့အိမ်တွင်လည်းတရုတ်ပုံရှိသည်ဖြစ်၍အတွဲကိုခွင်တောင်းကရွှေစင်တိုင်းဆက်နိုင်သည်ကိုမေ့လျော့နေခဲ့သည်တကယ်ဆိုကျမအဆင်ပြေကြောင်းတာကြောင်းမှာကြောင်းသူ့ကိုအတိပေးခဲ့ဖို့ကောင်းပါသည်ကျမအတွဲလမ်းပြီးတော့ဖုန်ကိုလက်ခံယူကာထိုးလိုက်သည်ငါ့ကိုမြောက်ဖုံးလေးပါလေးဆက်ဖို့တတိမရဘူးလားမင်းသမီးရဲ့ငါဖြင့်နင့်ကိုဘယ်လောက်စိတ်ပူနေတယ်ဆိုတာသိရဲ့လားတိုက်ပွဲတွေဖြစ်နေတယ်ဆိုလေနင့်ကိုစိတ်ပူလေး မိုင်အားဖြင့်သာခြားနာတော်လေတငယ်ချင်းရင်တွင်ကတန်ရုံးစင်းနှင့်အပူကိုကျမလမ်းမြင်ရပါသည်ကာလာအတန်ကြာအင်းနီယာကတိုက်ပွဲများတကြောပြန်စားပြီလေမန်စီမျိုးနယ်မှာကျမတို့ကဗမော်ခရိုင်အတွင်းမှာမန်စီမျိုးနယ်ကတိုက်ပွဲသတင်းများကိုကြားရလေတိုင်းကျမကိုချစ်ခင်သူများစိတ်ပူပန်နေကြမျိုးကိုတွေ့မိသားပင်သို့သောအဆက်အသွယ်လုံရန်ကိုမူတတိတယမရှိခဲ့ပါဘူး ဒီနေ့ဝေးသားပဲငါကိုစိတ်ချပါရွှေစင်ရဲ့ဒီမှာတော့အေးအေးဆေးဆေးပါပဲငါလည်းဖုံးမဆက်ဖြစ်ဘူးဆိုတာဘာရင်မဟုတ်ပါဘူးဟင်ငါဘုံကလည်းပြေးလိုက်ရတော့မဆက်ဖြစ်တော့တာနောက်ပြီးတခုခုထူရင်ငါဆက်မလို့ပါပဲဘာမှမထူသေးတော့နင်တို့စီလည်းမဆက်ဖြစ်အိမ်ကိုလည်းမဆက်ဖြစ်ဘူးလေ ခင်တွေ့ရသူ၏အတန်ကိုကြားရမှပင်ဝန်နေစိကအစပေါ်လာလေသလားကျမအတန်မရိုက်အောင်အတော်ဝင်ထင်ယူရသည်သို့သောအဆုံးတန်၌တုံရင်လှုပ်ခတ်ခြင်းသည်အိမ်ကိုဖုံးမဆက်ဖြစ်သော အကြောင်းများတွင်ပင်ဒီအချက်ကအထူးကြားပါသည်အဖေးအတန်ကို ကျမကြားနိုင်စွမ်းမြင်ရှိမည်မဟုတ်နင်းကပြောလိုက်ရင်ဒီလိုပဲနင်းကိုစိတ်ပူနေမဲ့သူတွေကိုနည်းနည်းတော့ထည့်စင်စားပါအောင်ဟာနင်းစီလဲငါတို့အချိန်မီဆက်သွယ်လို့ရအောင်တရုတ်ဖုန်းကန်လေးဝယ်လိုက်ရင်ရတဲ့ဟာကို ဖုံးဆိုင်မှာတရုတ်ငွေ90နဲ့အလွယ်တကူဝယ်လို့ရတယ်မိနွယ်ရဲ့မြန်မာဝင်နဲ့ဆို9500လောက်ပဲရှိတယ်ငါတို့စီမှာလို့1500ကက်ကိုစေးကြီးပေးဝယ်ရမင်းနိုင်ရလုပ်နေရတာလည်းမဟုတ်ဘဲနဲ့ဟုတ်တယ်အေးပါငါလဲဝယ်တော့မလို့ပါပဲတရက်နှစ်ရက်နေရင်ဝယ်မှာရရင်နံပါတ်ပို့လိုက်မယ်လေဟဲ့ကရုဏာတော်တော်လေးတန်နဲ့ရွှေစင်ကမနာရန်ပြောနေသည်မို့လေးတန်ပြောနေဆိုရပါသည် အင်ကိုလဲပါလို့အခုထိမဆက်ရတာလေ နေရင်ကိုသားကြောင်းမှကြောင်းလေးတော့ပြောမှာပေါ့အဲ့ဒါတော့မြမဖုံးမမရပဲအတွဲတို့ယုံမှာမြမဖုံးရှိတယ်လေဟဲ့တော်ပြီတော်ပြီနင်းစင်ချေမပေးနဲ့တော့ငါပြောလေနင်းဆက်မှာမဟုတ်ဘူးငါဘာသားပဲဖုံးဆက်ပြီးတော့နင်းအဆင်ပြေကြောင်းဖုံးကတရုတ်ဖုံးမရလို့မဆက်နိုင်သေးကြောင်းပြောပေးမယ်ဟုတ်ပလားအိမ်ဖုံးနံပါတ်ပဲပေးတော့ကောင်းသားပဲဟုဆိုရင် ကျမအရင်မောမိပါတော့သည် သူကပူပန်တဲ့သူမေသွဲနေပါတငငယ်ချင်းများပေါ်အစားအစာ ိုပန်ချစ်ခင်သူကျမကတော့တငယ်ချင်းများကိုချစ်ခင်တော့လဲချစ်ခင်ပုံကိုဒီမြမပြတတ်ပြန်ကျမရဲ့တန်ကြတော့လဲဒေါန်တီမောင်တီဟန်ဖန်ထားသောရွှေစင်ကရဲပါသည်ငါနင့်ကိုတကယ်စိတ်ပူတာဟဲ့အဲ့ဒါကြောင့်လင်းတင်သွားမယ်ဆိုတာနဲ့နင့်စီကိုဝင်ခိုင်းလိုက်တာဟုတ်ကဲ့ပါရှင်ဆီယမစပယ်ဖြူနူရေးသားထားသောမြောက်ပြားကအလွန်ရာသည်ဝတ္ထုကို အပိုင်း၁၆အနေဖြင့်ဆက်လက်ပြီးတော့မျှဝေဖက်ပြပေးသွားခဲ့တာပဲဖြစ်ပါတယ်ရှင် နာဆင်ပြီးခဲ့ကြတဲ့တူတယောက်ချင်းသေးတိုင်းကိုလည်းခြေစူးအထူးပဲတင်ရှိပါရနော်တော်လန်မိတ်ဆွေများအားလုံးလည်းဘေးရန်တွေပေါင်းမှကင်ဝေးပြီးကိုစိတ်နှပြချမ်းမွှေလန်းကြပါစေရှင်